ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့ထီကပလဲတက်စခန်းကိုတွန်လိုင်းပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီရဲ့ထီကပလဲတက်စခန်းကိုမနေ့ကဇွန်လ22ရက်ညနေပိုင်းမှာတွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားကြပြီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တူက ARD Times ကိုပြောပါရတယ်။ မစုံတန်းခံစစ်ထိကပလဲခြေကုပ်စခန်းကိုညနေပိုင်းကသိမ်းနိုင်ခဲ့ပါတယ်လို့အဲ့ဒီစီရေးသတင်းရေမြစ်ကဆိုပါတယ်လက်ရှိမှာ ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့ဥက္ကရဋ္ဌဝေါ်လီဗျူဟာတီတဲလဲကာကင်စခန်းစတဲ့စခန်းသုံးခုသာကျန်ရှိတော့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့မေလအတွင်းကကရင်မျိုးသားလူမျိုးရေးတက်မတော် KNL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာမြောက်ရီမျိုးနယ်ထိုင်းမြန်မာနယ်စပ်ရှိဗလဲတို့ကနဲလီရွှေအေးမြိုင် ဘရင်နောင်တက်စခန်းနဲ့မော်ခီတက်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါအပြင်ဇွန်လ3ရက်နေ့မှာတေဘောဘုစခန်းကိုပါဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။